နေ့ sharing လုပ်ပေးမှာတော့ဒီလက်တီးဆိုတဲ့သချင်းလေးပေါ့နော်အရင်ဆုံးဘယ်လိုလာလဲဆိုတော့အဲအဲပိုင်းလေးကျွန်တော်ရှင်းပြမယ်နော်အရင်ဆုံး၅ဂျို၃ခွက်၅ဂျို၃ခွက်ပြီးတော့၄ဂျို၃ခွက်မှာပဲ၃ချက်တီးမယ်ပြီးတော့၄ဂျို၅ခွက်ကိုသွားမယ်၄ဂျို၅ခွက်ပြီးတော့၄ဂျို၇ခွက်ကိုသွားမယ် 3ဂျူ3ဂျူ5ခွက်ပေါ့နော်ပြီးတော့3ဂျူ5ခွက်ကိုတောင်းမယ်အဲအဲ့လိုလေးတောင်းမယ်အဲ့လိုလေးတောင်းမယ်ပေါ့နော်သူကဒီ3ဂျူ5ခွက်ကနေပြီးတော့9ခွက်ကိုပြောင်းတဲ့ခါကျတော့ slice လေးနဲ့ဆွဲသွားတာပေါ့အဲအဲ့ဒီအတန်လေးကိုယူပြီးတော့ဆွဲသွားတာပေါ့နော်ဘာဒီလိုကြီးကနားထောင်လို့မကောင်းဘူးကျွန်တော်တီးပြပါအဲ့လိုကြီးကတော့နားထောင်ရတာ တိတ်ပြီးအဆင်မပြေဘူးပေါ့သူနောက်တစ်ကြောကြတော့အဲ့တိုင်းလေးပဲပေါ့နော်ငါးကျူသုံးခွက်မှာလေးကျူသုံးခွက်မှာသုံးချက်လေးကျူငါးခွက်မှာနှစ်ချက်ပြီးလို့ရှိရင်သုံးကျူငါးခွက်အဲ့ပြီးတော့အရင်တစ်ခေါက်နဲ့မတူဘူးပေါ့အခုလာမယ့်နှုတ်ကလေးကလေးကျူငါးခွက်ကိုပြန်တက်တယ်အဲ့လိုလေးပေါ့ ်ကြံတိပြမယ်အရင်တစ်ခေါက်ကနောက်တစ်ခေါက်ကြဒီလိုလေးပေါ့နော်လေပေါ့နော်အရင်တစ်ခေါက်နဲ့ဒုတိယတစ်ခေါက်နဲ့နောက်ဆုံးနှုတ်လေးကွဲသွားတယ်ပေါ့နောက်တော့ပန်းကြဘယ်လိုတောင်လဲဆိုတော့အဲ့လိုလေးပေါ့ငါးဂျူ၃ခွဲ့ပြီးတော့၄ဂျူ ငါးခွက်ငါးခွက်မှာ၃ချက်တီးမယ်ပေါ့နော်ပြီးတော့၄ဂျူ9ခွက်ပြီးတော့၄ဂျူ10ခွက်ပြီးတော့၃ဂျူ9ခွက်ပေါ့တပိုင်းကြတော့၃ဂျူ9ခွက်ကနေပြီးတော့9ခွက်ကိုစလိုက်ဆုံးမယ်ဒီလိုရှိရင်၃ဂျူ9ခွက်ကိုပြန်တက်မယ် ပြီးရင်၄ဂျို၈ကွက်၄ဂျို၈ကွက်ပြီးတော့၄ဂျို9ကွက်ပြီးတော့၄ဂျို9ကွက်၄ဂျို9ကွက်ကနေ9ကွက်ကိုသူကပေါက်မှာပေါ့နော်အဲ့ဒီတန်လေးကိုယူတယ်ပေါ့ပြီးတော့၄ဂျို3ကွက်ပေါ့အားလုံးအဆင်ပြေကြပါစေနော်